အရခတ်တော်ဘလောက်လေးစားဖို့ကောင်းလဲအရခတ်တော်ဒီယနေ့အချိန်မှာတကယ်ကိုရှစ်ကနေပြီးတော့ဥဆောင်ကြီးတိုက်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့เนาะအညာဒေသเนาะဗမာဒေသမြို့ဝကျွန်းပေါ်ဒေသရန်ကုန်ဒေသဒေသအစုံကကျွန်တော်တို့ရဲ့လူငယ်တွေ PDF တွေ LDF တွေပြည်သူတွေအနေနဲ့အရခတ်တက်တော်နဲ့ပူပေါင်းဆောင်ရွက်ပြီးတော့เนาะကျွန်တော်တို့အရခတ်တက်တော်နဲ့တူတူလက်တွဲပြီးတော့အရခတ်တက်တော်ရဲ့ဥဆောင်မှုနောက်ကိုလိုက်ပြီးတော့လုံးချဖို့သိအရေးကြီးတယ် တကယ်စစ်အနိုင်တိုက်ပါသည်တကယ်စစ်အနိုင်နိုင်အောင်တိုက်နေရသည်အရကတ်တော်ဖြစ်တယ်နော် KIA ဖြစ်တယ်တကယ်ကိုလက်တွေ့ချနေကြတာဒီဘက်ကဆိုလို့ရှိရင်ကီနီတွေက KPD က KNDF တို့နော်ဟိုမာဝီတို့နော်ဒီဘက်မှာဆိုလို့ရှိရင်ချင်းဘက်မှာဆိုလို့ရှိရင် CDF တို့ရှိတယ်တကယ်စော်နေကြတာနော်သူတို့တွေအကုန်လုံးအကုန်လုံးတကယ်စော်နေကြတာအဲ့တော့မြန်မာပြည်အလဲပိုင်းဒေသကကျွန်တော်တို့လူငယ်တပ်ဖွဲ့တွေအနေနဲ့ဆိုလို့ရှိရင်မကွေးပဲခူးမန္တလေးစကိုင်း ရခိုင်တပ်တော်အေအေနဲ့ရေလလစနစ်တကျကိုပူပေါင်းပြီးတော့နော်ခိုးစစ်တွေမှာပါဝင်ဖို့သက်ရေးကြီးတယ်ဆိုတာကိုကျွန်တော်တင်ပြချင်တယ်အဲ့တော့အရခတ်တပ်တော်အေအေရဲ့ခေါင်းဆောင်များအနေနဲ့လေကျွန်တော်ဒီနေရာမှာတင်ပြချင်တာကကိုကစပြီးတော့လက်လန်းစေချင်ပါတယ်နော်လက်လန်းဖို့တော့အရန်အလုပ်များရင်တော့နော်ပြည်သူဆက်ဆိုင်ဌာနအီးမေးလ်ဖြစ်ဖြစ်နော်ကျွန်တော်တို့စက်သွယ်ရန်ပုံစံတစ်ခုခုပေါ့ Telegram ဖြစ်ဖြစ် Signal ဖြစ်ဖြစ် Facebook ဖြစ်ဖြစ်တစ်ခုခုပေးပြီးတော့ ဒီမြေပြင်ကရဲဘော်တွေအနေနဲ့เนาะ local တပ်ဖွဲ့တွေအနေနဲ့ကျွန်တော်ပူးပေါင်းဆောင်ရွက်လို့ရမယ် platform တခုအခြေအနေတခုကိုဖန်တီးပေးစေချင်တယ်เนาะအဲ့ဒါကိုကျွန်တော်ပြောချင်တယ်